ပြည်ပဆိုင်ရာတရားရုံးကစစ်တပ်ရဲ့စနစ်တကျကျူးလွန်မှုတွေမှာဒေါအောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ကိုထည့်တင်ထားတဲ့အတွက်တရားမျှတမှုရှာဖွေဖော်တော်ရေးကော်မတီကိုဖွဲ့စည်းမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ကဖေဖော်ဝါရီ29ရက်မှာတည်င်းထုတ်ပြန်ပါတယ်။စနစ်တကျကျူးလွန်မှုတွေမှာဒေါအောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ကိုထည့်တွင်းထားတာဟာစစ်ကောင်းဆောင်ရဲ့တာဝန်ခံမှုကိုမိမ့်မိန်သွားစေတယ်လို့တရားမျှတမှုဖော်တော်ရေးအတွက်လည်းမေခွန်းထုတ်စရာဖြစ်နေတယ်လို့ဆိုပါတယ်။ စစ်တဲရာဇဝဲမှုတွေမှာဒေါ်စန်းစုကြည်ကိုအဓိကတာဝန်ရှိသူလို့သတ်မှတ်တာကသူ့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာကိုပါထိပါလာတာကြောင့်ဒေါ်စန်းစုကြည်အတွက်အမှန်တရားရှာဖွေပေးမယ့်ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့ NNB ဘို ကော်မတီဝင်နေပြည်တော်စမူတီတီမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးကျော်ထွေးကပြောပါတယ်ဒေါ်စန်းစုကြည်နဲ့ဥထေကျော်တို့ကိုစစ်တပ်ကကျူးလွန်ထားတဲ့ရာသွေးမှုတွေမှာအဓိကတာဝန်ရှိတဲ့သူတွေလို့သတ်မှတ်ခြင်းရ စစ်တပ်ရဲ့စစ်ရေးကျကျူးလွန်မှုတွေကိုမေးမိန်တရားရောက်ပြီးတော့ရိုဟင်ဂျာလူမျိုးသုံးတပ်ဖြတ်မှုမှာအဓိကတာဝန်ရှိတဲ့စစ်တပ်ကိုတာဝန်ခံရမလို့တော့တရားလမ်းလွဲသွားနိုင်ရဲ့လမ်းလွဲသွားနိုင်တာရဲ့နောက်ကျွန်တော်တို့ခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့အဲတောက်လျှောက်ပြည်သူအကျိုးအတွက်ဆန်သက်တမန်အကျိုးမဖက်ဆောင်ရွက်ချက်တွေနဲ့နိုင်ငံရေးအရာဂုံသိက္ခာတွေကိုထိပါလာတာကြောင့်ကျွန်တော်တို့ စနေတကြတုံ့ပြန်ဖယ်ရှားပြီးတော့ဒေါန်ဆန်းစုကြည်အတွက်အမှန်တရားရှာဖွေပေးဖို့ရည်ရွယ်ချက်နဲ့ဒီကော်မတီကိုဖွဲ့စည်းတာဖြစ်ပါတယ်စစ်တပ်ကောင်းဆောင်တွေဟာ2022ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့အာဏာသိမ်းဖြစ်စဉ်ကိုကြည်ကျင်းအားဖြင့်စစ်တပ်ကရတားဆိုးရအောင်မှရှိမနေတာကိုတွေ့ရမှာဖြစ်ပြီးလက်ရှိမှာလည်းမတရားပန်းစည်းချုံနောက်ခံနေရတဲ့ဒေါန်ဆန်းစုကြည်ကိုဖမ်းဝင်ရန်ထုတ်တာဟာတရားမျှတမှုမရှိဘူးလို့ NNB ဘိုလ်အလုပ်ကော်မတီဖွဲ့ဝင်ဦးထွန်းမြင့်ကပြောပါတယ် ုံစန်းစုကြည်နဲ့ဥတီကျော်ရဲ့ကိစ္စကိုပဲတရားမျှတမှုဟိုဟိုလိုချင်တဲ့ကိစ္စကိုအခုမှပဲထပြောစလားဆိုတဲ့အခြေအနေဒီလဲကျွန်တော်တို့ကြားပါတယ်ကျွန်တော်တို့ပြောချင်တာကဟိုသက်ဆိုင်ရာကံကံရှင်ကကိုယ်တိုင်ဖြည့်ရှင်းခွင့်ရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှကျွန်တော်တို့အာနော်ကိုစားကျွန်တော်တို့ဟိုတရားမျှတမှုရရှိအောင်ဆောင်ရွက်စရာအကြောင်းရှိအောင်အခုချိန်မှာကလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပင်လင်း အကြမ်းဖက်ဒါစစ်အစိုးရကနေပြီးတော့မှမတရားဖမ်းဆီးချုံနှောင်ခံထားတဲ့အခြေအနေဖြစ်တဲ့သူ့ရဲ့ကျမ်းမာရေးနော်သူ့ဘလို့နေထိုင်နေရတဲ့ဆိုတာဆိုနိုင်ငံတကာခေါင်းဆောင်တွေနဲ့ဒေသတွင်းခေါင်းဆောင်တွေတော့တော့အခြားပြည်သူတို့တယောက်တည်းမသိရှိနိုင်တဲ့အခြေအနေမှာအခုလိုဖြစ်ပေါ်လာတဲ့ကိစ္စကြောင့်သာလေကျွန်တော်တို့ဝေသဒီမိုစီဖွဲ့ချုပ်ဘဟုလုံးကော်မတီကနေပြီးတော့မှအော်နော်တော်စားစုကြီးရဲ့ကိုစားပြားမြတ်တော့ဘူးရအောင်ကျွန်တော်ဆောင်းမှာဖြစ်ပါတယ် အဲ့ဒီဖန်ဝရန်ကနေဖယ်ရှားနိုင်မှုတရားမျှတမှုရှာဖွေဖော်ထုတ်ရေးကော်မတီမှာ NNB ဘိုးအလုံးမှုဆောင်ဖွဲ့ဝင် နောက်ချုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒုတိယဥက္ကဋ္ဌဟောင်းဦးထွန်းအင်းကဥက္ကဋ္ဌဖြစ်ဆောင်ရွက်မှာဖြစ်တယ်လို့ဦးကျော်ထွေးကပြောပါတယ်ဒီကော်မတီကိုကျွန်တော်တို့ဘိုးလုံးဆောင်ဖွဲ့ဝင်ဦးထွန်းထွန်းဟိန်ကဥက္ကဋ္ဌဖြစ်ဦးဆောင်မှာဖြစ်ပါတယ်ဒေါင်ဆန်းစုကြည်နဲ့ဦးထေကျော်တို့တရားမျှတမှုလိုလားတဲ့ရွေကျက်တူလူပုဂ္ဂိုလ်များဖွဲ့စည်းများအားလုံးနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ် ာဂျင်တီးနားတရားရုံးကိုလည်းဥပဒေကြောင်းအရကြံပြုတ်တိုက်သွင်းသွားမယ်ပြီးတော့သူတို့ရဲ့လုံထုံးလုံနေမှုပေါင်းတွေတဲကနေပဲဒီဝရန်ကနေဖေရှားစေတိုင်းပဲလို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျအဲ့ဒီချိန်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာရတော့ရွေးကောက်ခံအစိုးရဖြစ်တာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်20ခါအရမြန်မာစစ်တပ်ကအရသာအစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိမနေပဲတက်မတော်ပြည်ထရေးနေဆက်ရေးရဌာနတွေကကာကွယ်ရေးဦးစီးချုပ်ရဲ့ တိုင်းရိုက်စီမံခန့်ခွဲမှုအောက်မှာရှိနေတာပါအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲဆိုခဲ့တဲ့လူမျိုးပြုံးတိစေမှုဆိုင်ရာကွန်ဗင်းရှင်းကိုအခြေခံတဲ့အမှုနဲ့ဆက်လင်ပြီး2019ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာရွေးကောက်ခံရပ်သားဆိုရဖွဲ့ကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ရှင်းလင်းပြောကြားခဲ့ပါတယ်